ကြောတက်ခြင်းဖြစ်ပေါ်ပါကအထူးသဖြင့်အကြောတက်ခြင်းသည်တကိုယ်လုံးလှရှားနေသော convulsive seizure ဖြစ်ပါကအရေးကကုသမှုလိုအပ်ပါသည်ပထမဦးဆုံးအရေးကြီးဆုံးအနေဖြင့်လူကိုဘေးကင်းရာနေရာသို့ရှေ့ပြောင်းပေးရမည်ဒါဆိုရင်လူသည်ရေကူးကန်နာတွင်အလွန်နှီးကပ်နေပါကသို့မဟုတ်သူ့ဘော်သို့ကြာရောက်နိုင်သောအရာဝတ္ထုများနှီးကပ်နေပါကလူကိုထိုးပေးအနေမှဝေးကွာစေရန်ရှေ့ပြောင်းပေးရမည် ရွှေပြောင်းပြီးဘေးကင်းရာနေရာတွင် ရောက်ရှိပြီးပါကလူကို recovery position ဟုခေါ်သောအနေအထားသို့လှိမ့်ပေးရန်ကြိုးစားရမည်။ recovery position ဆိုဒီမှာပါလေ။အခြေခံအဖြစ်ဒါဟာဘယ်ဘက်ဘက်ခြမ်းအနေအထားဖြစ်သည်။ဒါဆိုရင်လူကိုသူ၏ဘယ်ဘက်ဘက်ခြမ်းသို့လှည့်ပေးရမည်။ဒါဆိုရင်ဘယ်ဘက်လက်နှင့်ခြေသည်ကျန်းပြန်ပေါ်တွင်ရှိရမည်အထက်တွင်ညာဘက်လက်နှင့်ခြေရှိရမည်။လူသည်အလွန်ကင်းထန်စွာလှုပ်ရှားနေပြီးလှည့်ပေး၍မရပါကအဆင်ပြေပါသည် လူကိုဘေးကင်းသောနေရာတွင်ထားခဲ့နိုင်ပြီးတခြင်းသို့မဟုတ်အဖမ်းဆီးကိုပြီးမြောက်စေနိုင်သည်အများစုသောဆေးဆွေများသည်နှစ်3မိနစ်အတွင်းထောက်ကူမလိုဘဲရက်တန်သွားမည်အကယ်၍ဆေးဆွေသည်နာအမိနစ်ကျော်ဆက်လက်ဖြစ်ပွားနေပါကလူသည် ကျမ်းမာရေးအကူအညီလိုအပ်သည်မှာအမှန်ပင်ဖြစ်သည်ထိုအခြေအနေတွင်တင်သည့်ချက်ချင်းအရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများသို့မဟုတ် လေသားကိုခေါ်ရန်စူးစမ်းရမည် သူတို့ရရှိနိုင်မည်မဟုတ်ပါကအနည်းဆုံးရှိသေးုံသို့လူဖို့ရွှေပြောင်းရန်စူးစမ်းရမည်လူတွင်အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်ရှိပါကအိန္ဒိယနိုင်ငံတွင်အများအားဖြင့် Medezoam spray ကိုတည်ဆောင်ထားနိုင်သည်ဤဒီမှာဆဲဆွများကိုရက်တန့်စေနိုင်သောဆေးပြန့်ဖြစ်သည်ဆေးရုပ်ချစ်ပွားပါကမလုံတင်သောအရာချို့ရှိသည်လူကိုဖနှက်သူမဟုတ်စက်တုံဖြူကဲ့သို့သောအနတ်ဆုံးများကိုရှူစေမည်မဟုတ်ပါ ဤဒီမှာကျွန်ုပ်တို့ယဉ်ကျေးမှုတွင်အလွန်များပြားသည်လူဤပစက်သေးသူအရာရာကိုထဲ့ရန်မကြိုးစားသင့်ပါအကြောင်းမှာအလွန်အနည်းငယ်ရှိနိုင်သည်မချစ်သင့်ဘူးပစက်ကိုအတင်းအကျပ်ဖွင့်ရန်မကြိုးစားသင့်ပါအကြောင်းမှာဤလုပ်ငန်းစဉ်များသည်အနည်းငယ်ပါဝင်နိုင်သည်ကျွန်ုပ်တို့နိုင်ငံတွင်လူဤပစက်ကိုအတင်းအကျပ်ဖွင့်ရန်စူးစမ်းခြင်းသည်ယဉ်ကျေးမှုရအလွန်များပြားတော်လဲဤအရာကိုမလုပ်သင့်ပါ ကြာရှည်သောအတက်ကျအခြေအနေဖြစ်ပါကအတက်ကျသည်မိနစ်၅ကြာကြာပါကလူကိုချက်ချင်းအရေးပေါ်ရင်ဖြစ်ဖြစ်စေအခြားတည်ယူပို့ဆောင်ရေးအနည်းလမ်းများဖြစ်ဖြစ်စေအနည်းနာရှိဆေးရုံတို့ချက်ချင်းပို့ဆောင်တင်ပါသည်ကျေးဇူး